အားလုံးပဲမင်္ဂလာပါရှင်။ကျွန်တော်တရင်ကြနေရေးမီလာ၂၀နှစ်ရဲ့ review စီစဉ်ဝင်သက်ပြောမှာဖြစ်ပါတယ်။မြေဆုံတောင်ပရိဒိတာအတွင်းစက်ကောက်စီတတရင်အားဖြစ်တဲ့နေထိုင်နေတာလေးလနေပါကြာမြင့်လာပြီဖြစ်တဲ့အတွက်လက်ရှိအချိန်ကြီးလေး AC ကားရီနေပါအင်အားဖြစ်တဲ့နေရီလောက်ဆောင်နေစေဖြစ်ပါတယ်။စီအခြေအနေတွေကြောင့်တနိုင်းလူတို့လမ်းမတလျှောက်ကြေးရွာအချို့မှာအရင်နှစ်ကချက်လေလုံးနှုံထဝက်လောက်ရောချလာနိုင်ပွဲရှိတယ်လို့ပြည်သူလမ်းနေတိရခန့်ပြည်သူတွေကပြောပါရယ် စစ်ကောင်စီကယာယီအဖြစ်ရမယ်လို့ကြေညာချက်ထုတ်တဲ့ကာလအတွင်းလီချောင်းတိုက်ခိုက်မှုဖြစ်စဉ်139ချင်းဖြစ်ပွားခဲ့ရလို့မြန်မာအင်တာနက် project ကအစီရင်ခံစာထုတ်ပြန်ပါတယ်။စားရိုက်တဲ့နေကိုတင်ဆက်ပြီးတော့မှာပါကျမတို့အစီအစဉ်တက်ဆက်သူမိုင်းနေဖြစ်ပါတယ်။ မြေဆုံတောင်ပရေဒေတာအတွင်စစ်ကောင်စီတပ်သားတွေအင်အားဖြစ်တဲ့နေထိုင်နေတာလေးလနီးပါးချမြင်လာပြီဖြစ်တဲ့အပြင်လက်ရှိချိန်ထိလည်းအေစီကားတွေနေပါအင်အားဖြစ်တင်တာတွေလောက်ဆောင်နေစေဖြစ်တယ်လို့သိရပါတယ်။စောက်ဆိုင်ကတိဆက်ပေးမှာပါ။ဒါအပြင်ရွာရဲ့နေရအနံကတုတ်ကျင်းတွေတူးခြားတဲ့အပြင်ရွာအဝင်လမ်းတစ်ဖက်စီမှာပါကင်းသဲတွေဆောက်လုပ်နေကြပြီလို့မြေဆုံတောင်ပရေဒေတာခန်းနဲ့နီးစပ်သူတူဦးကမြင်ကျနာတဲ့တဲ့ကြတဲ့ကိုပြောပါရစေ။ တန်ဖရဲကျေးရွာအတွင်းတပ်ဆွဲနေထိုင်နေတဲ့စစ်ကောင်စီတပ်သားတွေရွာအပြင်ဘက်စစ်ရေးလှုပ်ရှားတိုင်းကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားလေးရှိရလို့ဆိုပါရယ်ပြီးခဲ့တဲ့အပရာ29နေ့ကလည်းစစ်ကောင်စီတပ်သားတွေစစ်ရေးလှုပ်ရှားလာတဲ့အတွက်တန်ဖရဲအထက်ဘက်တနေရာမှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့လို့လည်းသိရပါရယ်တန်ဖရဲဒေသခံပြည်သူအများစုကတော့စစ်ကောင်စီတပ်သားရင်အားဖြစ်တင်းလာတဲ့နောက်ပိုင်းကနေစပြီးနှစ်ဖက်သက်စည်ရေးတင်းမာလာမှာကိုစိုးရိမ်တဲ့အတွက်အောင်မြင်သာကြေးရွာပဲပြောင်းရွှေ့နေထိုင်ကြရပါတယ် မင်းချနာမျိုးရဲ့မြောက်ဘက်28မိုင်အကွာမြစ်ဆုံဒေတာအနီးကတန်ဖရဲရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းဘက်ဇန်နဝါရီလကုန်ပိုင်းလောက်ကနေစပြီးစစ်ကောင်စီတပ်သားအင်အားဖြည့်တင်းတာတွေဆက်တိုက်ဆုပ်သလိုရှိလာပြီးနောက်လက်ရှိအချိန်မှာတော့အဲ့ဒီဒေတာဘက်စစ်ကောင်စီတပ်သားအင်အားယာကြီးပိုင်းလောက်ရှိနေတယ်လို့လည်းဒေတာခန်တွေနဲ့နှိဆက်သူကပြောပါရယ်မင်းချနာမျိုးဆုံလမ်းပေါ်ကတန်ဖရဲခြေရွာမရောက်မီအလမ်ခြေရွာအုပ်စုလမုံစုခြေရွာမှာလည်းစစ်ကောင်စီတပ်သားတွေကိုအင်အားဖြည့်တင်းထားတယ်လို့လည်းဒေတာခန်တွေကဆိုပါရယ် မြစ်စိနာဒေတာခံပြည်သူအချို့ကတော့မြစ်ဆုံဒေတာပဲစစ်ကောင်စီတပ်သားအင်အားဖြစ်တင်းတာတွေလှုပ်ဆောင်နေပြီးမြစ်စိနာမြစ်ဆုံတို့ရှောက်နေရတချို့မှာပါစစ်သားတွေနေရချထားတာကြောင့်ခံစစ်သဘောပြင်ဆင်လာကြရလို့ထင်မြင်သုံးသပ်ကြပါတယ်။ကချင်လူလည်ရေးတမတော် KIA အနေနဲ့မြစ်စိနာပူတော်လမ်းပေါ်ကဆမ်ဘရာဘူးမျိုးကိုတင်ပိုက်ချတဲ့အပြင်မြစ်ဆုံအထက်ဘက်တရားစုပ်ချေဝါကစစ်ကောင်စီရဲ့တပ်စခန်း၃ခုကိုလည်း2024ခုနှစ်အောက်တိုဘာလ၂ရက်နေ့မှာတင်ပိုက်ချပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့မြစ်စိနာမြစ်ဆုံလမ်းတစ်လျှောက်ကရွာအချို့မှာ စစ်ကောင်စီကဝင်ရောက်တပ်ဆွဲနေထိုင်တာတွေပြုလုပ်နေရလဲဖြစ်ပါတယ်ပီတူလူသူအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းအကြောင်းအရာတွေကိုပေးဖို့ channel ဆိုရင်တော့မြစ်နာသတင်း channel ရဲ့ messenger ကနေဖြစ်စေဖုန်းနံပါတ်09956 3993ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ် စီးအခြေအနေတွေကြောင့်တနိုင်းလီတို့လမ်းမသျှောက်ကြီးဝါချုံမရနစ်ကထက်လေးလုံးလုံးထဝက်လောက်ရောချလာနိုင်ပွဲရှိတယ်လို့ဒီတို့လမ်းနေတဲ့ VPN တွေကပြောပါရယ်ထရိုဆာကပြပို့ထားတာပါခမလိုမရတဲ့စီရဲ့ခြေနေတွေကြောင့်လီတိုလမ်းပိုင်းတခြားကတုံပုံခလောဝခုံဆိုင်ရံလကောင်းတောင် ဝါရန်ဆုပ်ရှတုဆုပ်စားရကြီးရွာတွေကဒေသခံပြည်သူတွေဟာဘေးလွယာနေရာတွေစီထွက်ပြေးတင်းရှောင်နေရပါတယ်။တွမ်ဘုံခလဝါလကောင်ခုံဆိုင်ယံတွမ်ပန်းမန်ပန်းနောင်မီဝါရန်ဆုပ်ရှတုဆုပ်တင်းကောက်စားရရွာတွေကလေလုံတောင်သူတွေဟာ နေ့စဉ်လေကတောင်းကနန်လောက်လောက်ကင်ကြပါမယ်လက်ရှိစီရဲ့အခြေအနေတွေကြောင့်အချိန်မီလေးလုံနိုင်ဖို့အခက်ကြုံနေရတယ်လို့လီတိုလန်နဲ့ဒေတာခံပြည်သူတို့ကမြစ်ချနာတည်တင်းချနေကိုအခုလိုပြောပါရယ်လောဘတဲ့ထောင်ကားတဲ့နော်ညီယုံတော့အထက်ဘက်အကုန်တွန်ပုံဘက်တွေတလျှောက်တနိုင်လောက်အထိလဲလို့စားနိုင်မဲ့အခြေအနေမရှိဘူးဖြစ်နေရယ်စီရဲ့အခြေအနေရှုပ်ထွေးလာတော့ဆစ်ဆောင်ဖို့အစဉ်တင်စီစဉ်ထားမဲ့အခြေအနေရှိနေရယ် ။ဒါအပြင်လက်ရှိမှာတော့တွန်ပုံမန်ပန်းနောင်မီကျေးရွာဒေသခံတွေဟာရွာတွင်းနေထိုင်နေတဲ့အခြေအနေရှိပေမဲ့လေလုံးဖို့သွားတဲ့အချိန်တွေမှာစစ်ကြောင်းနဲ့တူးမြင့်မဲ့အခြေအနေတွေကိုစိုးရိမ်နေကြတူတွေလည်းရှိနေတယ်လို့ဆိုပါတယ်။ငွေကြေးတနိုင်သူတွေအချို့ကတော့လေထွန်းသားတွေရှိပေမဲ့လေလုံးနှုံတိတိတတ်တာရောက်ကြနေတယ်လို့ထပ်မံသိရှိရပါတယ်။ နောက်ထပ်လီတူလန်နယ်ဒေသခံပြည်သူတို့ရဲ့ထမှန်ပြပြချက်အရာလီတူလန်တလျှောက်အနည်းဆုံးဧကတောင်လောက်ကန်ရာကနေဒီနေ့အတွင်းလောက်ကန်နိုင်မဲ့ဧကဟာ9000လောက်သာရှိနိုင်တော့မဲ့အခြေအနေဖြစ်နေတယ်လို့သိရပါတယ်။ ဖေဖော်ဝါရီလလောက်ကနေစပြီးဟူကောင်ဒေတာလီဒိုလန်တျှောက်စစ်ကောင်စီပူပေါင်းတပ်တွေစီရဲလုံရှာမှုခက်စစ်စစ်ဖြစ်ပေါ်လာပြီးနောက်ရွာတွင်းဝင်ရောက်တပ်ဆွဲတာပြုလုပ်ခဲ့ပြီးနှစ်ဖက်သက်တိုက်ပွဲတွေလည်းဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီလိုဟူကောင်ဒေတာလီဒိုလန်တျှောက်နေရာချုံမှာစစ်ကောင်စီပြည်သူစစ်ပူပေါင်းတပ်တွေနဲ့ကချင်လူလတ်ရဲတမရိုကိုင်းရေရူဂျာစီရဲအထင်အနေတင်းမာလာတဲ့အတွက်ကျေးရွာတချို့ကဒေသခံပြည်သူထောင်ချီပဲလူရောက်ကိုထပ်ပြေးတင်းချောင်းနေရတဲ့အခြေအနေဖြစ်ပါတယ်။ စစ်ကောင်စီအရာကြီးအပြည့်အမင်းလုံချညာချထုတ်ခဲ့တဲ့ကာလအတွင်းလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်139ကြိမ်ဖြစ်ပွားခဲ့ရလို့မြန်မာအင်တာနက် project MIP ကဒီနေ့မေလ22ရက်နေ့မှာအစီရင်ခံစာထုတ်ပြန်လိုက်ပါတယ် လွန်ခဲ့တဲ့မတ်လ28ရက်နေ့မှာအင်အားပြင်းစကိုင်းငလင်လောက်ကတ်ခဲ့ပြီးရနောက်စစ်ကောင်စီကအပြည့်အမိန်လို့ဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိကြီးညာခဲ့ပြီးနောက်ထပ်ဧပြီလ30ရက်နေ့အထိတက်တန်သူကြီးညာခဲ့ပေမဲ့လေကြောင်းတိုက်ခိုက်မှုနဲ့စစ်ကြောင်းထုတ်မှုတွေကိုစစ်ကောင်စီကအစမပြတ်ပြလုပ်ခဲ့တာဖြစ်ပါတယ်အပြည့်ကာလနှစ်ချိန်အတွင်းတိုင်းဒေသကြီးနဲ့ပြည်နယ်73ခုအတွင်းမှာရှိတဲ့မြို့နယ်83မြို့နယ်မှာစစ်ကောင်စီရလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီ Skynet data ကြီးအတွင်းအနည်းဆုံးမြို့နယ်ပေါင်း20အထိအများဆုံးပြုလုပ်ခဲ့ပြီးတော့သတင်းတရီတိုင်းပဲခူးတိုင်းနဲ့မန္တလေးတိုင်းတို့မှာ9မြို့နယ်စီ၊မကွေးနဲ့ရခိုင်မှာ6မြို့နယ်စီ၊ကရင်နီနဲ့ချင်းမှာ9မြို့နယ်စီနဲ့ကချင်နဲ့ကရင်မှာ3မြို့နယ်စီ၊ရှမ်းပြည်နယ်မှာ2မြို့နယ်နဲ့ရောက်တီတိုင်းနဲ့မွန်ပြည်နယ်မှာ3မြို့နယ်စီတိုက်ခိုက်ခံခဲ့ရတယ်လို့သိရပါတယ်။ ေချောင်တကဲခံရတဲ့ဖြစ်စဉ်139ခုအနက်43ခုဟာစကိုင်းတိုင်းဒေသကြီးအတွင်းကမြို့နယ်20မြို့နယ်မှာဖြစ်ပြီး24ခုကတော့မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့မြို့နယ်9မြို့နယ်ကဖြစ်ပြီးတော့ဂျန်ဖြစ်စဉ်90ကတော့ဂျန်ဘီနေနဲ့တိုင်းနယ်မှာဖြစ်တယ်လို့သိရပါဗျာ။ အရေးပေါ်အခြေအနေကြီးညာခံတရရဲ့စကိုင်းမကွေမန္တလေးနဲ့ပဲခူးစားရတိုင်းဒေသကြီးလေးခုမှာလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အနည်းဆုံး83ဂျင်ဂျုံတွေ့ခဲ့ရတာဖြစ်ပြီးလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အားလုံးရဲ့60.59%ခန့်တော့ဟာငလင်တန်အကြီးကြီးခံခဲ့ရတဲ့ဒေသတွေအတွင်းဖြစ်ပေါ်ခဲ့တာလို့ဆိုနိုင်နေဆိုပြီးမြန်မာအင်တာနက် project ကဖော်ပြချပါတယ် အပြည့်ရဲ့နှစ်ကြိမ်ကြီးညာသာစဉ်ကာလအတွင်းလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်139ခုမှာတိုက်ဆုံသူ902ဦးနဲ့တရားရရှိသူ268ဦးရှိရလို့သိရပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်ဖော်ပြထားတဲ့ပြည်နေတဲ့တိုင်းအတွင်းအစုလိုက်ပြောင်းလိုက်တိုက်ဆုံတဲ့ဖြစ်စဉ်စုစုပေါင်း12ခုရှိခဲ့တယ်လို့လည်းသိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့်ဒေဆုံးသူ69.5%တရခိုင်နှုန်းဟာအင်တာနက်ပြတ်တောက်နေတဲ့ဒေတာတွေမှာနေထိုင်သူတွေဖြစ်ပြီးဒေဆုံးသူ96.6%ရခိုင်နှုန်းကတော့ငလင်ကြောင်းအရေးပေါ်အခြေအနေချင်းညာခံထားရတဲ့ဒေတာတွေကဖြစ်တယ်လို့သိရပါတယ်။စေကောင်းစီရဲ့လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်139ခုအတွင်းစာတင်ကြောင်း3ခု၊စေယုံစေကံ9ခုနဲ့တာတနိကအဆောင်အုံ14ခုထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်းသိရပါတယ်။ ချားပင် MNB ကစုဆောင်ထားတဲ့ဆက်သွယ်ရေးပြသမှုဆိုင်ရာအချက်အလက်တွေကိုစစ်ဆေးကြည့်ရမှာလေကြောင်းတက်ခိုက်ခံရတဲ့မြို့နယ်ပေါင်း93မြို့နယ်အနက်မြို့နယ်66မြို့နယ်ဟာအင်တာနက်အပေါ်အဝင်ဆက်သွယ်ရေးဆိုင်ရာပြသမှုတွေနဲ့တွေ့ကြုံခဲ့ကြရတယ်လို့သိရပါတယ် TV ဈေးတောက်ရင်ဘေးထွက်ဆွေးကြိုးကဘာရီဖြစ်စေနိုင်လဲ TV ဈေးတောက်ရင်ဘေးထွက်ဆွေးကြိုးကဘာရီဖြစ်စေနိုင်လဲဆိုရင် TV ဈေးတောက်ရင်အသည်းကိုထိခိုက်စေနိုင်ခြင်းအသားဝါလာခြင်းပြုတ်အံလာခြင်းအစာအသောက်ပြက်လာခြင်းအာရုံကြောထိခိုက်စေနိုင်ခြင်းကြောက်ကထိခိုက်စေနိုင်ခြင်းအရည်ပြားမှာအနှီးကွေများထလာခြင်းရားလာခြင်းမျက်လုံးဝါလာခြင်း ခေါင်းမူလာခြင်းနားဦးခြင်းစီးအယောင်အနီအောင်ပြောင်းလာခြင်းစတဲ့အချက်များဖြစ်စေနိုင်တာကြောင့်ဒီလက္ခဏာတွေဖြစ်ပေါ်လာပါကဆရာဝန်နဲ့ချက်ချင်းပြသဖို့လိုသလိုဆေးတောင်းနေစေကာလအတွင်းတစ်ခုခုထူးထူးခြားခြားဖြစ်လာတိုင်းဆရာဝန်နဲ့ပြန်လည်ပြသပေးပါနောက်ပြီး TBC ရဲ့ဘေးရဆူးကျိုးအာနိသင်ကိုကြောက်ပြီးဆေးမတောက်ဖဲနေပါက TV ပိုးကအုံနောက်ထဲဝင်နိုင်ခြင်းအဖြစ် ိုးကတကိုယ်လုံးပြည့်နှံ့သွားွားကအသက်အန္တရာယ်ဆွေးရင်ရတဲ့အထိဖြစ်စေနိုင်ပါတယ်။ဒါကြောင့် TBC တောင်းရင်ဒါရီတော့သိထားဖို့လိုပါတယ်နော်။ဘာရီသိထားရမလဲဆိုရင်သတ်မှတ်ထားတဲ့ TBC တောက်စင်ကာလအထိရပြည့်အောင်တောက်ပြီးပါ။ဆေးတောက်ချိန်ဆေးပြန်အမက15မိနစ်အတွင်းပြန်လဲတောက်ပြီးပါ။သတ်မှတ်ထားတဲ့ကာလအတိုင်းပုံမှန်မတောက်ခြင်းမိမိဖာသာဆေးရခြင်းများပြုလုပ်ပါကဆေးရင်ပါတဲ့ TB ဖြစ်သွားစေနိုင်ပါတယ်။ဆေးရင်ပါတဲ့ TB ဖြစ်သွားစေရင် င်ကုသဖို့ပုံမှုခက်ခဲသွားစေနိုင်တယ်လို့ TV ရဲ့သဘောတဘာဝကတစ်ချိန်ကုသတာထက်နှစ်ချိန်ကုသတာက ပိုခက်ခဲနိုင်တယ်လို့နှစ်ချိန်ကနေသုံးချိန်ကုသရတာကပိုပြီးခက်ခဲစေပါတယ်။ဒါကြောင့် TV ဆေးကိုပုံမှန်တောက်ပြီးကြက်မာရင်နေညီညွတ်တဲ့အစားအစာတွေကိုပြေဝအောင် စားသုံးပေးဖို့လိုပါတယ်။ဘာတွေစားတောက်ပေးရမလဲဆိုရင်ကစီတက်နွားနုအတားငါတတိဟင်းဒီဟင်းရွယ်စရာရီကိုလက်လက်ဆက်ဆက်စားသုံးပြီးခြင်းကယောဂါကိုပျောက်ကင်းနှုံးမြန် စေပါတယ်။အဟာရချို့တဲ့ပါကယောဂပျောက်ကင်းတော့နှေးကွေးစေနိုင်တာကြောင့်အဟာရပြေဝဖို့အရေးကြီးပါတယ်။နောက်ပြီး TV ဆေးတောက်နေချိန်ကိုယ်အလေးချိန်တက်လာပါက ယောဂါပျောက်ကင်းနှုံမြန်စီပြီးကိုယ်အလေးချိန်မတက်ပဲပိန်ကြနေပါကယောဂါပျောက်ကင်းနှုံနှီးကွေးစီပါတယ်။နောက်ပြီးချောင်းဆိုးပါကနှာခေါင်းစည်းများတက်ဆင်ပေးပါ။လူထူသောအရက်နေရာများသွားခြင်းရှောင်ပေးပါ။လက်ကိုဆက်ပြာနဲ့ဆေးကြောပေးခြင်းမျိုးပြုလုပ်ပေးပါ။ကိုယ်အသွုံးဆောင်များပစ္စည်းများတည်တံ့ခွဲပြီးအသုံးပြုပေးပါ။အိပ်ရေးဝဝအိပ်ပေးပါ။ရေများများတောက်ပေးပါ။ ိုလက်လှူရှားလေးခြင်းကများပြုလုပ်ပြီးပါဆေးတောက်ခြင်းကာလအတွင်းအရက်တောက်ခြင်းဆေးလိပ်တောက်ခြင်းမျိုးအပြင်မိမိသဘောနဲ့အကြိုက်ခဲပြောက်စီများတောက်ခြင်းမျိုးလည်းရှောင်ပြီးပါစရာလေးတွေပြုလုပ်ပြီးခြင်းကယောဂါကိုတက်တာပျောက်ကင်းစေနိုင်တာကြောင့် TV ဆေးကိုအချိန်တစ်ခုထိရက်မမှန်တောက်ဖို့တော့မှားလိုက်ခြင်းပါတယ်ကျွန်တော်တရင်ချန်နေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရတဲ့အကြောင်းအရာတွေအထိ ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းအားနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်း Channel App, Facebook စာမျက်နှာ, YouTube နဲ့ Website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။